ီးတယ်ဒီတလုံးမှာတရားမဝင်အဲ့တော့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်ညမမြေပေါ်တွေမဟုတ်ကမ္ဘာမြေပေါ်ကမှာမောက်တော့ပြရအောင်အဲ့တော့ခင်ဗျားတို့မဘာသားတွေကအယူဆုံးပလေးခံပြီးပါပလေးတွေသတိမလားကစားလိုက်ပြီခင်ဗျားတို့နော်မဘာသားအယူဆုံးကစားခံပြီးသွားပြီအဲအခုချိန်မှာတော့အစ္စလမ်ဘာသာဝင်တို့ထပ်ကစားနေပြီအဓိကကတော့သူပနာတင့်ဖို့သူပနာရဖို့နဲ့နော်သူနေရာရဖို့ပါပဲအဲ့တော့အဲ့တော့ဒီလိုက်တမစစ်စစ်နိုင်ငံရေးတမစစ်စစ်တက်ထောက်ခံသူစစ်စစ်ခင်ဗျားတို့ဘာမှလိုက်ရှာမှာလဲဗျာ CD ကနှလုံးသားနေရာမှာတီးရမှာပါတဲ့ ရပါတော့အဓိကပြောချင်တာအဲ့တော့ကျွန်တော်ပြောရင်ကျွန်တော်က OIC ဖြစ်တာကျွန်တော် OIC ပါလို့မွတ်စလင်ပါလို့ဆွဆွေးနေသူတွေအဲ့ပါစက်တွေကျွန်တော်စောင့်ကြည့်မယ်နော်စောင့်ကြည့်မယ်ခင်ဗျားတို့ခင်ဗျားတို့ဘာဘာကြီးနဲ့ပတ်သက်လာခင်ဗျားတို့ဘာပြောမလဲခင်ဗျားတို့ရွေးကောက်ပွဲတော်မှာလုံခြုံရေးပြောမှမပေးနိုင်ဘူးခင်ဗျားတို့ဒီကျွန်တော်တို့ဒီပေါ့ဗျာနော်ရွေးကောက်ပွဲကိုဝင်ရွေးပြိုင်မဲ့ပါတီကိုယ်စားလေးကျွန်တော်လုံခြုံရေးပြောမှမပေးနိုင်ဘူးဟိုမှာလီဆောက်တဲ့နေရာမှာလုံခြုံရေးအထက်ထက်တယ်ကျွန်တော်မျိုးရှိသွားကြည့်အနာကတ်လို့မရအောင်နော်အကြီးကြီးလို့ပြောဟာကာကြောက်ကြီးကမွတ်စလင်ဖြစ်သွားပြီဟာကာကြောက်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့တို့တို့တွေကဟုတ်လား ဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မွတ်စလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါကစူပူဖြစ်အောင်ဖန်တီးတာပဲတို့ကတော့မျိုးသားရေးသမားတွေဘာဘာသာဘာဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါကြောင့်တို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်ဟာဘာလုပ်နေလဲအဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံလို့ပြောမယ်တို့ကလိုချင်တာတော့ဟိုပါပေါ့နော်ဒီကဒါကောင်ကဥစဉ်ကိုဥစဉ်ကိုပြင်မှတ်ထားဖို့ကြပါတယ် ဥစဉ်တို့ဥစဉ်ရဲ့ဆာမဝိဇာတို့တို့ပြောလိုက်လို့ရှိရင်အာကကြောကြီးကဖမ်းမှာပေါ့အာဖမ်းမိထောင်းလိုက်ထဲမဲ့အာကတို့တို့အတွက်ဆေးပြေးပြီလာလဲနော်ဒီကဒီလိုပဲဥစဉ်တို့ကတော့တုံးတတ်တယ်အဲ့တော့ကိုကိုကိုတိကြကိုကိုတိကြအဲ့တော့ဟုတ်ပြီအဲ့တော့အဓိကပါကျွန်တော်ခြေပတင်တာမှာကျွန်တော်ဆက်ဆဲတော့ကြည့်လို့ပါဒါပေမဲ့ကျွန်တော်အနေနဲ့ဗာပြန်တာမရှိတော့အဲ့တော့ပြည်သူကကျင့်တတ်တယ်ဒေသခံကကျင့်တတ်တယ်ဟုတ်အစ္စလာမ်ဘာသာဝင်အတိုင်းဝိုင်းနဲ့မွတ်စလင်ဘာသာဝင်အတိုင်းဝိုင်းခြားလာမှာပြည်ပြည်လည်းလည်းရှိနေတဲ့ကာလပတ်လုံးကတော့ပလိစ်အလုံးတရားပဲဆောက်ဆောက်ကြကျွန်တော်လုံးမဟုတ်ဘူးအဲ့ဒါမှကျွန်တော်ပြောပြောနေလို့ပါခင်ဗျားတို့က အဲ့ကြောင့်ငါမပါတာလည်းမဟုတ်ပါဘူးစစ်တပ်ထောက်ခံသူလည်းမဟုတ်ပါဘူးလားကလိုင်းပေါ်မှာနေရာရချင်တာပြောချင်တာတကယ်မှလူလက်ခုတ်တန်အစိမ်းလက်ခုတ်တန်လို့မပါတာလက်ခုတ်တန်ချုံနေရအဲ့တကယ်တကယ်ကျတော့ခဏတကယ်တတိရှိရတယ်မဟုတ်ဘူးကျွန်တော်ကြုတ်လို့ထားလိုက်ရင်ကျွန်တော်ဆိုရင်ခင်ဗျားတို့အဲ့ပါအစိမ်းတိုင်ဝမ်တော့ဒီဝမ်ဆဲနေတာဒါပေမဲ့ကျွန်တော်ကျွန်တော်ချက်တိကျမပြောင်းလဲဘူးနော်တက်ပါတော့ချက်တဲ့ချက်တဲ့စိတ်လုံးဝပြောင်းမလဲဘူးမပြောင်းလဲမအောင်ပြောင်းလဲသလိုနိုင်ငံချက်တဲ့စိတ်လုံးဝပြောင်းလဲမအောင်မဟုတ်ဟုတ်လားအဲ့တော့ဘယ်လိုစကားတွေဆွတ်ဆွတ်မပြောနဲ့မတိပဲနဲ့ဆွတ်ဆွတ်မပြောနဲ့နော်ဘယ်လိုပြီးပါမှနေတာ လောလောဆယ်မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှားပါပါလို့ဖန်ခံရမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖတ်လို့မရသေးဘူးဗျာကျတို့ဒီမှာကြတော့အခုခုမှားသွားပြီဆိုတာနဲ့ဖန်ခံရမယ်ဆိုရင်လောလောလေးရဲ့ကျတို့ဖန်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးနော်တိုင်းပြည်နဲ့အမျိုးဘာသာသာသနာတွေထောင်ကြမှာမကြောက်ဘူးကျတို့ကအမှောင်ကြမှာပဲကြောက်တဲ့သူတွေနော်လူမုန်းမှာမကြောက်ဘူးကံမုန်းမှာပဲကြောက်တဲ့သူတွေနော်အဲ့တော့ကျုပ်တို့ကတကယ်မြို့ပါတာတာတာနဲ့စိတ်ရှိတဲ့ရမ်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြအောင်လည်းနေရတယ်ကိုလိုချင်တဲ့ ပန်းတိုင်ကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ကတနာကအကြီးကြီးအကြီးကြီးဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့သွားပြီးတော့ထမင်းစားရေတော့သွားပြီးတော့လုပ်လို့မရဘူးငါပြောသည်အခွန်နှွာစားသလောက်မလွယ်ဘူးဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တီးဖို့လိုတယ်ဟုတ်လားမောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုင်းမှရှိတဲ့အများနဲ့ဟောင်းနေတဲ့ဟောင်းစီအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်မှာပလီစောက်မြီကိစ္စနှုတ်ပိတ်ခံရသည့်မဘာတာမျိုးချစ်တွေရဲ့လောင်မြိုက်တံကိုတင်ဆက်ပေးလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ မပြောတယ်ကောင်းတော့လည်းလည်းခင်ပါကဒီနေ့30ရက်ခိုးလာပါတယ်တထောင်ထဲမှာ25ဖြစ်ပါလေကြဒီနေ့ပြောရပါတော့နော်အားလုံးအားလုံး live ပေါ်မှာခရိုင်ရိုက်နေတဲ့အရာလေးပေါ့နော်ညပြီးတော့မှမွတ်စလင်တွေကိုပေါ့နော်ပလီပေးတယ်ပေါ့ကာကြောကြီးကပလီနေရာဒေတာကွဲဒေကကြော်ပေးတယ်ပေါ့နော်ဒေတာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလိမ့်ဗျနော်ပေါ့ကတော်တို့ပြောရုပ်လာတဲ့မလုပ်နေရလဲပေါ့နော်မလုပ်နေရလဲပေါ့ ဦးစင်းတို့ကပြောပြီးပဲလေဗျာတရားဝင်တဲ့ရင်လဲလေးပါပါပလီတော့ကဦးစင်းတို့ကတရားမဝင်လို့ပြောတာတရားမဝင်လို့ပြောတာဗျာနော်အဲ့တော့တရားဝင်တောင်းတယ်တို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်အဲ့ဒီဆိုရလက်ထက်မှာကောင်းမှုတော့ဖရာဟုတ်တော့ပါဟုတ်ကဲ့အဲ့ဒီဆိုရလက်ထက်မှာတန်ဃာတော်တွေအောက်ကနေပြီးမှဒလီယမော်လဝီရကလက်ဆိုင်ကြီးတွေကိုထိုင်လို့ ဘာသာရေးကိုအဲ့လောက်ဖိနှိပ်ကြတာမဟုတ်ဘူးလားဒီကျေမကောင်းဘာသာစာရှိပါလဲသူ့လူခဲ့တဲ့အရာလည်းရှိတယ်ဘာသာရေးဝင်ကြီးတရားဥပဒေကိုဆိုလည်းပြောခဲ့တာပဲလေမွေးလေကောင်ပါတကယ်ကမ္ဘာစာချိန်ပြီပေါ့ဒါကြီးအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလားလုပ်ဖို့အတွက်မအောင်မြင်ခဲ့ဘူးအဲ့ဒီဆိုရတဲ့ထက်မှဘာသာပေါင်းစုံဆိုပြီးမှမဟာရာဆရာတော်တွေကိုဖြုတ်ပြီးမှမဟာရာဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလို့နေရာပြောမှခရိယံကလည်းခရိယံ ဟိန္ဒူကရိယာမွတ်စလင်ဒါအစ္စလာမ်ဘုရားဘာလားဘာလာကြီး၄ခုထိုင်မဲ့ပုံစံမျိုးဘလန်ဆွဲခဲ့တယ်ပေါ့ဟုတ်လားတကယ်လို့ဒါဒီဆိုရနောက်ထပ်၅နှစ်တာဆိုရင်တော့ဖြစ်သွားမှာပဲဒါတွေကနော်ဒါတွေကပုံစံမျိုးနဲ့တို့တို့ဒီဆွဲခဲ့ကြတာပဲတရားမဝင်ရင်တော့ဦးသိန်းတို့ကတော့ကန့်ကွက်ပါပဲတရားဝင်တို့တို့တရားဝင်တိတိကျကျတရားဝင်တိုင်းရှောက်တယ်တရားဝင်လုပ်တယ် နိုင်ငံတော်ကတရားဝင်ခွင့်ပြုတယ်ဆိုတော့တို့တို့အနေနဲ့ပြောစရာမရှိဒါဥစဉ်2023 2023ကလေးကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ်ပုံမှုတရားရဲ့ဆရာတော်ကြီးရေဦးလင်ရောက်တဲ့ချိန်တွားဖူးတော့အေးဒီကွာတဲ့ဒီလိုဒီလိုရဒီလိုပေါ့ပြီးတယ်ပေါ့နော်ခရိယံလည်းပြီးတယ်မွတ်စလင်လည်းဟိန္ဒူလည်းပြီးတယ်လို့ကြားရကွာတဲ့အကြီးဆုံးကတော်ကြီးဆရာတော်ကြီးဒါကတော့နော်ဆရာတော်ကြီးလည်းကြားတာပေါ့ရလို့ကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြီးတော့ပါကွာ အစင်သားကြီးကြီးတခုတို့ရင်ကတော့တောက်ပြီးမှလုံးမကွာတဲ့ဒါဥစဉ်တော့ဆရာကြီးရှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောက်လဲတောက်ထားကိုကြားပါရရလဲရထားပြီးတော့ဥစဉ်တော့အထင်ပါတယ်ရလဲရထားပြီးတော့ကြက်အားလုံးတော့အမျိုးမြမင်္ဂလာပါဗျဒီကနေ့က1989ခုနှစ်သတင်းကြော်လာဆန်9ရက်ကဘာသုံးပြက်ကလေးနေ2025ခုနှစ်စတင်ပါလာ30ရက်အင်္ဂါနေ့ဖြစ်ပါတယ်ဗျဒီကနေ့ဘုံဘုံဗာပြောချင်တာလဲဆိုတော့အခုမိုင်းမောင်မောင်ပြောနေကြတယ်ဖင်လန်နိုင်ငံမှာရှိတဲ့မောင်မောင်တို့ အဲနောက်တခါထိုင်းမှာရှိတဲ့ဟောင်စီလို့ခေါ်တဲ့ငစီတို့ပြောနေကြတဲ့ဇာတ်တွေနောက်တခါဘယ်မှမသိတဲ့မူးကြောင်ယူးကြောင်နဲ့အရင်မူးပြီးတော့တက်ပြောနေတဲ့လူတွေရှိတယ်ပေါ့မြို့ချစ်တွေမလုပ်နေတာလဲမြို့ချစ်တွေနှုတ်ပိတ်နေတာလားနေပြီးတော့မှဗလီကြီးစောင့်နေပြီခင်ဗျားတို့အဖအဗလီကြီးစောင့်နေပြီမကန့်ကွက်ဘူးလားမရှုတ်ချဘူးလား ခင်ဗျားတို့အပါလို့တော့ဘာပြောရဲလဲဆိုတော့ခင်လာမှာရှိတဲ့မောင်မောင်တို့ပြောထားတဲ့စကားတွေပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဘုန်းကြီးရထဲမှာကျမကြီးလည်းမကောင်းလို့ဆင်းပြဆင်းစစ်နေတာနေလို့ပတ်သက်လို့ကျမကြီးမကောင်းတဲ့ဂျားတွေကနေမျိုးပါသားတာနာတို့အလုံးလုံးနေတဲ့ရန်တန်ကားတို့ဒီပုံကူတွေအများကြီးရှိပါနေပြီးတော့ဘလီနဲ့ပတ်သက်လို့ဆိုတဲ့စကားကိုခဏထားအောင် ဒေါန်းစန်းစုကြည်လက်ထက်မှာကြတော့ဘာဖြစ်လဲအမျိုးဘာသာသာသနာပဲကွယ်ပြောက်သွားတော့မလို့လို့ကလားတွေကြီးစိုးလာတော့မလို့လို့အိမ်ကဘုရားရှင်ပဲကွယ်ပြောက်သွားတော့မလို့လို့ဆိုတဲ့ဘုရားကျောင်းကိုလည်းဘုရားရှင်ကွယ်ပြောက်သွားတော့မလို့ဆိုတဲ့ပုံစံမျိုးတွေလိုက်မှာမပြောနေကြတာလေအများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ်ဒါပေမဲ့နေပြီးတော့မှမြို့သားကြီးဥဆောင်ဆရာတော်ရှိတယ်ရှောင်းကျောင်းတော်ကြီးဆရာတော်ဦးပညာနော်ဦးပညာတာမီးရှိပါတယ်နေပြီးတော့မှရှိနေတဲ့လယ်ဝင်းပြင်မနာနော်ရှောင်းကျောင်းတော်ကြီးမှာရှိတဲ့အောင်ကုန်နေပြီးတော့ကောင်စီရှင်းမြုံနယ်မှာရှိတဲ့ အမျိုးဘာသာတဒနာဆောက်ရှောက်သူတွေအများကြီးရှိပါတယ်ခင်ဗျားတို့က line ပေါ်ကနေ line လေးဖွင့် internet ကလေးဖွင့်5မိနစ်စာ3မိနစ်စာလောက်ကလေးစကားလေးတက်ပြောရုံနဲ့ခင်ဗျားတို့တောင်းဝင်ကြည့်သွားပြီလို့ထင်နေတာလားဒါပေမဲ့ line ပေါ်ကပြောတဲ့လူတွေကိုလည်းကျွန်တော်ကနေပြီးတော့မြို့ဘာသာသာသနာနဲ့တိုင်းပြည်အတွက်လိုအပ်လို့ပြောလိုက်ရင်ဒီလူတွေလည်းကျေးဇူးတင်တယ်ကျေးဇူးမတင်လို့ပြောနေတဲ့ဇာတ်ရည်မဟုတ်ဘူးเนาะကျွန်တော်တို့ line မှာပြောနေလို့လောက်နေမြောက်ဒါကတကယ်မြေပြင်မှာဖြစ်နေတဲ့လက်ရှိပကတိအနေအထားအဲ့ဒီနေပြီးတော့မှ ဆောက်လုပ်မယ်ဆိုတဲ့ဘလီနဲ့ပတ်သက်ပြီးတော့နေပြည်တော်မှာရှိတဲ့အမျိုးသားရေးဆရာတော်တွေအမျိုးသားရေးလူပုဂ္ဂိုလ်တွေတော့ရန်ကုန်မှာရှိတဲ့အမျိုးသားရေးဆရာတော်အမျိုးသားရေးလူပုဂ္ဂိုလ်တွေမြန်မာတပြည်လုံးမှာရှိတဲ့အမျိုးဘာသာတရားချမျက်နှိုးတဲ့မျိုးချစ်တွေကဘယ်တော့မှမျိုးလုံးတွေမှိတ်နားတွေပိတ်မနေပါဘူးခင်ဗျားတို့စိုးရိမ်နေဆိုတာတဲ့မျိုးချစ်တွေကပို့ပြီးတော့စိုးရိမ်နေပါတယ်ခင်ဗျားတို့အလုံးလုံးနေတယ်ဆိုတာတဲ့မျိုးချစ်တွေကပို့ပြီးတော့ဆယ်ဆံတော့အစတရာအလုံးလုံးနေပါတယ်ခင်ဗျားတို့စိုးရိမ်နေဆိုတာမျိုးချစ်တွေအေးအေးဆေးဆေးမျိုးသားရေးသမားတွေမျိုးသားရေးဆရာတော်တွေအေးအေးဆေးဆေးနေလောက်တဲ့အဆင်ပဲရှိပါတယ်နော်အဲ့နေပြီးတော့ပြင်မလား မြေချစ်လူငယ်များအဖွဲ့ဆိုပြီးတော့စာရီလိုင်းပေါ်မှာတက်လာတယ်ခင်ဗျားတို့ဒါတွေမမြင်ကြအောင်ဆောင်ပြီးမြေချစ်တွေကိုမျက်လုံးစုံမိရှိသမျှအပေါက်အကုန်ပိတ်ပြီးတော့ခင်ဗျားတို့ဆဲကျင်ဆင်ပြောချင်ပြောဆိုချင်ဆိုလုပ်နေကြတယ်နောက်တစ်ခါရှင်းအောင်ကြောင်းတော်ကြီးဆရာတော်နေပြီးတော့မြို့သားရေးအဖွဲ့တွေရန်ကုန်မြို့သားရေးအဖွဲ့တွေဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းမင်းနေတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမ ्या ဒီအမရိုင်းဦးသိန်းစိန်လက်ထက်2014 2000 2013လောက်မှာတန်တရာကြီးဒုဝင်ကြီးကနေပြောသွားတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီတွေဒီတစ်လုံးမှတရားမဝင်အဲ့တော့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေမဟုတ်ကမ္ဘာမြေပေါ်မှာမောက်ထုတ်ပြရမယ်ဥပဒေနဲ့အညီဥပဒေနဲ့အဲလောက်ထားတဲ့ဟာတွေတရားဝင်နေဆိုတဲ့ဟာတွေဆိုရင်တော့ဒါလက်ခံလို့ရတယ်ပေါ့နော်အဲဦးဇင်းတို့ကမွတ်စလင်တွေကိုမောင်းနေလို့လုပ်နေတာမဟုတ်ဘူးဗလီတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးအစ္စလမ်တွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးဒါပေမဲ့တရားမဝင်ဥပဒေနဲ့လုပ်နေတဲ့အရာတွေကိုဦးဇင်းတို့ကဥပဒေနဲ့အညီဆောင်ရွက်နိုင်အောင်လို့အများအားဖြင့်စောင့်ကြည့်နေတာဖြစ်တယ်အများအားဖြင့်လှုပ်ဆောင်နေတာဖြစ်တယ်ဟုတ်တကား ဒီနိုင်ငံတော်အဆက်နိုင်ငံတော်ဝန်ကြီးချုပ်အထိနိုင်ငံတော်သမ္မတဒီတမန်တော်ကာကွယ်ရေးဦးစီးချုပ်အထိစတင်ဖို့စာရီလဲစီထားတာတွေရှိပါတယ်အစည်းအဝေးတွေလည်းထိုင်ထားတာတွေရှိပါတယ်မင်းတို့ကမျိုးချစ်တွေဘာမှမလုပ်ဘူးဆိုအင်တာနက်ကလေးဖွင့် line လေးကောက်တင်3မိနစ်စာလောက်လေးစကားပြောအဟုတ်ကြီးလောက်မနေနဲ့အောက်မှာအကြည့်ရှိတဲ့သူတွေနော်ဟို viewer တွေများတယ်ဆိုပြီးတော့မင်းတို့တွေကောက်ကောက်အဟုတ်ကြီးထဲမနေကြနဲ့မျိုးချစ်တွေကဘယ်တော့မှငြိမ်းမနေဘူး2000နဲ့73ခုနှစ်အော်တိုဘာလ15ရက်နေ့မှာ ရုပ်ချစ်တွေဘာလုပ်ခဲ့လဲမလို့ပြောပြမယ်နော်ပြောပြမယ်မလို့ရုပ်ချစ်တွေကိုဖိပိုက်ပြီးတော့ညင်မျိုးလုံးပိုက်ချင်းသမီးအပေါအကုန်ပိုက်ပြီးတော့ညင်နေဆဲနေတဲ့ကောင်လေးတမနာကြီးဦးသိန်းစိန်လက်ထက်ပေါ့အဲ့ဒီချိန်တုန်းကနော်အဲဒီကဘာမှရှိတဲ့အာရဗ်ကဘာပေါ့ဗျာအစ္စလာမစ်အစ္စလာမစ်တွေတည်တံ့ဖွဲ့ထားတဲ့ဟို OIC ပေါ့ Organization Islamic Conference လို့ခေါ်တဲ့ OIC 58နိုင်ငံအဲ့ဒီချိန်မှာဆီးရီးယားနဲ့ နောက်တခါပါလက်စတိုင်းနဲ့အဆင်မပြေတဲ့အတွက်ဒီနှစ်နိုင်ငံကိုရက်စဲထားတယ်အဲ့ဒီလိုအချိန်မျိုးမှာဘာလုပ်ကြလဲမြန်မာပြည်မှာအဲတဲ့မြန်မာပြည်မြန်မာပြည်ကြောင်မဲမြို့တွင်တိုက်ပွဲဖြစ်နေဌာနဆိုင်ရာအဆောက်အဦအချို့မိလောင်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့၌ယနေ့စက်တင်ဘာ30ရက်နနက်ပိုင်းမှစကားမြို့ရင်းတိုက်ပွဲဖြစ်နေပြီးဌာနဆိုင်ရာအဆောက်အဦများမိလောင်လေကြောင်းဒေသခံများကပြောသည်မြို့ထဲမှာပြစ်ခတ်တံတွေကြားရပါပြီးမိလောင်တဲ့နေရာတွေကအများကြီးပြတော်တော်များတယ်ဟုကြောင်မဲမြို့ခံကပြောသည် ယနေ့စတင်ဘာ30ရက်မွန်းလွဲပိုင်းမှာစတင်ကလက်လက်ကြီးနဲ့ drone ပုံပောက်ကွဲတံများလဲစတိုက်ထွက်ပေါ်နေကြောင်းဆိုသည်ယနေ့ညနေပိုင်းချိန်ထိကြောင်မဲရဲစခန်းတတော်ယုံနဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးယုံစသည့်နေရာများတွင်မိလောက်နေခြင်းဖြစ်ရာမြို့ရင်းအခြေအနေမတည်ငြိမ်ဖြစ်နေကြောင်းဒေသခံကပြောသည် TNLA တွေဘာတွေကိုတိတ်မတွေ့ရဘူးအမလည်းဒီနေ့ဈေးမထွက်ရဘူးနှစ်ဖက်ကြားညက်မှာဆိုလို့ကိုယ်အိမ်မှာပဲကိုနေနေရတယ်ဟု အခြားမျိုးခံအမျိုးသမီးတဦးကလည်းမစ္စီမကိုပြောသည်လက်တလောကြောင့်မဲမျိုးအခြေအနေနှင့်ပတ်သက်၍ TNA ပြောခွင့်ရသူလွေးရည်ဦးကိုမစ္စီမကဆက်သွယ်မေးမြန်းထားတော့လဲပြန်လည်ဖြေကြားခြင်းမရှိသေးပေစစ်ကော်မရှင်တပ်ထိုးစစ်များသည်စက်တင်ဘာ28ရက်နေ့က TNA ထိန်းချုပ်ထားသည့်ကြောင်မဲမျိုး၏၄မိုင်ကွာသို့ရောက်ရှိနေပြီဖြစ်ပြီးမြို့ထဲတွင်မူ TNA ဌာနဆိုင်ရာယန္တရားများဆက်ရှိနေကြောင်း TNAA ပြောခွင့်ရသူ လွေးရီဦးကယမန်နေ့ကမစ္စီမာကိုပြောဆိုထားသည်တိုက်ပွဲများနဲ့စစ်ကော်မရှင်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့်ကြောင်မဲမြို့နယ်အတွင်းမှကီတူတဆက်၊တူမြ၊တူမြ၊တူမြခံပေးလို့ရနေရာများတွင်တိမ်းရှောင်နေရပြီးမြို့ခံအချို့မြို့တွင်၌ကြန့်ရှိနေသေးသည်။ ကျောင်းမဲမျိုးကို KNLA နဲ့မဟာမိတ်တပ်များက2029စစ်စင်ရေးအပိုင်းနှစ်2024ခုနှစ်ဇူလိုင်လဆန်းတွင်တင်ပိုက်နိုင်ခဲ့ပြီးလက်ရှိတွင်မြို့ကိုစစ်ကော်မရှင်တပ်ထံလက်လွတ်ရခါနီးအခြေအနေဖြစ်နေသည်တင်ပါတယ်အဲ့ဒါကိုအခြေကြီးလို့ပြောတာကာကြောကြီးကမွတ်စလင်ဖြစ်သွားပြီဟာကာကြောကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မွတ်စလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါ့ စူပူပြောင်ဖန်တီးတာပဲတို့ကတော့မျိုးသားရေးသမားတွေဘာဘာသားတွေဘာဘာသားတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါသူတို့တွေကအပြေပါတယ်မြောက်ပေးမယ်မြောက်ပေးမယ်အာဘာလုံးတယ်အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုပါပေါ့နော်ဒီကတာကောင်ကတော့ဦးစင်းကိုဦးစင်းကိုဖက်မှတ်ထားဖို့ကြားပါတယ်ဦးစင်းတို့ဦးစင်းရဲ့ဆရာမဝိလာတို့ပြောလိုက်လို့ရှိရင်အာကကြောင့်ကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်ထဲထည့်မယ်အာသူတို့အတွက်ဆင်းပြေးပြီလာမယ်နော်ဒီကဒီလိုပဲဦးစင်းတို့ကတော့တုံ့တက်တယ် တရားဝင်လျှောက်တယ်တရားဝင်လုပ်တယ်တရားဝင်တော့လည်းလုပ်လေဦးစင်းတို့လည်းကြောင်းနေရတရားဝင်လျှောက်တယ်ဟုတ်လားဒါနာယဝင်ကြီးလက်မှတ်ထိုးပေးတယ်ဒါနာယဝင်ကြီးဖွင့်ပြပေးတယ်တတော်ဝင်ကြီးတတော်နဲ့မကင်တတော်ကိုလျှောက်တယ်ဟုတ်လားလျှောက်တယ်ဦးစင်းတို့လည်းတရားမဝင်တာတရားမဝင်ဘူးဆိုရင်တရားဝင်အောင်လုပ်ရှင်းနဲ့ကြဲနဲ့ပေါင်နဲ့လို့တော်တော်ရတာဘယ်မှာလာအောင်မကြည့်နိုင်စရာအကြောင်းမရှိဘူး ဘယ်ဘာသာကိုမှလည်းယာယူစရာအကြောင်းမရှိဘူးဦးစင်းတို့ပြောပြပြီပဲဒီနိုင်ငံမှာနေတဲ့ဘာသာတိုင်းကဒီနိုင်ငံကိုထည့်ရမှာပဲကိုယုံကြည်ရအောင်တော့ခိုးခွဲကြမှာဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ရမှာပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရမှာပဲဒီနိုင်ငံရဲ့ဥပဒေတိုင်းမနေထိုင်မဲနဲ့အဆွေးရောက်မယ်တိုင်းလူပြည်စည်းလုံးမယ်ဥပဒေကိုချိုးဖောက်မယ်ဆိုဒီနိုင်ငံဥပဒေတိုင်းခံရမှာပဲလေဗျာခံရမှာပဲဟုတ်လားလူရှားနိုင်ငံမှာတော့ကြည့်လေဗျာရှိတာပဲဟုတ်လားဦးစင်းတို့ ုံရနိုင်ငံကာကြုတ်လက်ထံမှာပဲပြောရမှာပဲဘုံကြောင့်နိုင်ငံနဲ့ဖီလီကောခရီးစီတီတော်ကြီးနဲ့ရှိကန်လာမယ်မဟုတ်ဘူးလားဖွင့်ပြီဒါတရားဝင်တရားဝင်ဖွင့်ပြီလေဟုတ်လားတရားဝင်ဖွင့်ပြီတာပဲအဲ့ဒီပလီကြီးကဟုတ်ပြီတရားဝင်ဖွင့်ပြီလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီပလီလေးပိတ်ခံရမှာပဲဥပဒေကိုချိုးဖောက်လို့ပလီတဲ့ကလည်းဥပဒေကိုချိုးဖောက်ပြီးမှ လီတဲကနေအကြက်ဖက်မှုတွေလုပ်တဲ့အတွက်ကြောင့်မိရှိလာပတိကြီးဖိတ်ခံထားတာမဟုတ်လားတခိုင်းမြင်နေမှာဦးတော်ကထွေးမြေနိုင်ဖွင့်ပြလိုက်တယ်ပလီဘာလို့ပိတ်ထားလဲအဲ့ဒီပလီတဲကနေတောက်ကြနေမှာထွက်လာတယ်တောက်ကြနေမှာထွက်လာပြီးမှရခိုင်တိုင်းရင်းသားတွေကိုရဲဆက်ဆက်လဲလိုက်တတ်တယ်ရဲဆက်ဆက်တတ်တယ်ဒီရဲ့ရခိုင်ကြီးနယ်မှာ OIC ရုံးစောက်ချင်တယ်လို့သမားကြီးဦးသိန်းလည်းလက်ထဲမှာကမ်းလန်းတာရှိတယ်အဲ့ဒီအချိန်မှာမြို့ချစ်တွေအမျိုးသားရေးသမားတွေရန်တန်ကားတော်တွေကရန်ကုန်မြို့မှာ เนาะကိုစီကိုစားပြီးတော့ကို့အလုပ်တွေအပြက်ကန်ကို့ဘွားတွေအပြက်ကန်စာပါတွေအပြက်ကန်စာရင်ကျောင်းတွေအပြက်ကန်ရိတ်တာတွေအပြက်ကန်ပြီးတော့เนาะဆူတကုံဖရားအရှိမမုတ်ကနေပြီးတော့စူးလေအချစ်ချီတက်ကြတယ်เนาะ no oic เนาะမြမကြီးမှာ oic ရုံးဆောက်ခွက်9နှစ်မပြောနဲ့9မိနစ်50စက္ကန့်အောင်ခွင့်မပြုပါဘူးဆိုပြီးတော့2013ခုနှစ်အော်တိုဘာလ15ရက်နေ့မှာထောင်ကြရင်ကြောက်စီဆိုပြီးတော့မြို့သားကြီးတမားတွေမြို့သားရမ်းရှင်လူတွေကဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအတွေ့နိုင်ငံတော် တမနာကြီးဥသိမ်းဆိုင်ကနေပြီးတော့ဗာပြောလဲညနေ6:00နာရီသတင်းမှာပြည်သူဆန္ဒသဘောထားနဲ့မကိုက်ညီပါသဖြင့်မြန်မာနိုင်ငံ၌ OIC ရုံးဆောက်ခွင့်လုံးဝမပြုပါတဲ့ OIC ဆိုတာမွတ်စလင်နေ58နိုင်ငံဖွဲ့ထားတဲ့နိုင်ငံနေနော်။ဘာကြောင့်ဖွဲ့ထားလဲအဲ့ဒီတမန်ကြောင့်သိလား။ဟမ် Israel နဲ့ Palestine 6ရက်ကြာဆင်ပြေကြတယ်။ဆင်ပြေကြတဲ့အချိန်မှာ Palestine ကမွတ်စလင်တွေလေ Islamic တွေကြီးပဲ။သူတို့ Israel ကိုနိုင်ရအောင်ရှုံးရတယ်။6ရက်ကြာဆက်ပွဲဖြစ်ပြီးရှုံးနေတဲ့အချိန်မှာဘာလို့မွတ်စလင်တွေအချင်းချင်းမွတ်စလင်ဟိုဟာပေါ့ organization Islamic Conference လို့ခေါ်တဲ့မွတ်စလင်သွေးစည်းညီညွတ်ရေးအဖွဲ့ကြီးကိုဖွဲ့လိုက်ကြတာသိလား။ စီးရေးစီရစီးပွားရေးကျန်းမာရေးလူမှုရေးပညာရေးစီးရေးစီရငါတို့မွတ်စလင်တွေဟိုတနိုင်ငံနဲ့တနိုင်ငံမွတ်စလင်နိုင်ငံနဲ့တခြားနိုင်ငံတွေနဲ့ဖြစ်ခဲ့မယ်ဆိုရင်အစအစအရအရအဖက်ဖက်ကကုညီရအောင်လို့ဆိုတဲ့အိုဒီ OIC ဆိုတဲ့အဖွဲ့ကြီးကိုဖွဲ့စည်းခဲ့တာအဲ့ဒီလိုတမရိုင်းဦးသိန်းစိန်လက်ထက်မှာလည်းအမျိုးဘာသာသာသနာနဲ့ပတ်သက်ပြီးလုပ်ခဲ့တယ်ဒေါ်စန်းစုကြည်လက်ထက်မှာလည်းအမျိုးဘာသာသာသနာနဲ့ပတ်သက်ပြီးတော့ဟိုလုပ်ခဲ့တာဒေါ်စန်းစုကြည်လက်ထက်မဟုတ်ပါဘူးဒေါ်စန်းစုကြည်လက်ထက်လို့ပြောရင်လည်းရိုင်းတယ်ဒါတမရိုင်းဦးဝင်းမြင့်တို့ဟိုတမရိုင်းဦးထင်ကျော်တို့လက်ထက်မှာလည်းဒါလုပ်ခဲ့တယ်ပေါ့နော်ဟောနောက်တစ်ခါဒီ အဲဒီနတ်သက်ကအစိုးရအခုလက်ရှိတပ်မတော်ကွယ်ရေးဦးစည်းချုပ်အစရှိတဲ့ဒီအစိုးရလက်ထက်မှာလည်းဒီအမျိုးသားရေးဆရာတော်တွေကဒီကိစ္စတွေကိုနှောင့်နှေးမနေပါဘူးလက်ပတ်ပြီးတော့ချိန်နေပါဘူးနေပြီးတော့ဘလူးကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ခေါင်းခဲတယ်ဆိုတာတဲ့အမျိုးသားရေးသမားတွေပို့ခေါင်းခဲတယ်ခင်ဗျားတို့ပူပန်နေဆိုတာတဲ့အမျိုးသားရေးသမားတွေအမျိုးသားရေးဆရာတော်တွေရှင်ဘက်ထဲမှာပြာကြနေပြီနော်အဲခင်ဗျားတို့စွန့်နေဆိုတာကခင်ဗျားတို့ကစွန့်ရင်မမြောက်သေးပါဘူးညာ တို့တို့မြန်မာကြီးဆရာတော်တွေတို့တို့မြန်မာကြီးလူပုဂ္ဂိုလ်တွေစိုးရင်စိုးရင်ကတော့တချင်တွေကလို့ပေါ့အတိုင်းထက်အလွန်ကိုဖြစ်နေပါပြီနော်လောကလူမြို့မှာသာသနာတော်လောကလာရေးအသက်ပေးမဲ့လူတွေအယိုးစီယိုးထိုးမဲ့အဖွဲ့တွေအများကြီးရှိပဲဒါကြောင့်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုမောင်မောင်ခင်ဗျားပြောတဲ့စကားတွေကိုတိတ်ပြီးတော့အပြောမစွန်းနဲ့လောမကြီးနဲ့စကားကိုကြည့်ပြောခင်ဗျားတို့က2020 2021မှာဟို live ပေါ်ကနေပြီးတော့ဟိုလူကြီးများပြီးတော့ဆယ်လီဖြစ်လာတဲ့လူတွေနော်ဟို live ပေါ်ကနေပြီးတော့ဆယ်လီမဟုတ်ဘဲနဲ့အမျိုးသားသာသနာတော်ပြေးဆက်ပြီးလှုပ်ဆောင်နေတဲ့လူပုဂ္ဂိုလ်တွေရမ်းပုဂ္ဂိုလ်တွေက အများကြီးရှိတယ်။ဘိုင်းပေါ်မှာတော်ရှိုးတက်မပြောဘဲနဲ့တက်မပြောဘဲနဲ့ဟိုဘဝပြန်အကန်အချင်းကုန်ခံမိသားစုဦးတွေရဲ့စာဝင်တွေအဆင်မပြေလာနေပြီ။ဒီကိုမကြည့်ဘဲနဲ့ကိုယ်မျိုးကတန်တန်နဲ့ကြည့်ပြီးလုံနေတဲ့လူတွေတပေါင်းရှိတယ်။အဲ့တော့ခင်ဗျားတို့စကားတွေစွတ်စွတ်မပြောနဲ့မတိဘဲနဲ့စွတ်စွတ်မပြောနဲ့နော်။ခင်ဗျားတို့ပြီးပါမှနေတာ။လောလောဆယ်မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှားပါပါလို့ဖန်ခံရမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖတ်လို့မရသေးဘူးဗျကျွန်တော်ဒီမှာကြတော့ အခုခုမှသွားပြီဆိုတာနဲ့ဖန်ခံမယ်ဆိုရင်လွတ်လွတ်လပ်လပ်ကျုပ်တို့ဖန်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးနော်တိုင်းပြည်နဲ့အမျိုးဘာသာသန္တာတွေထောင်ချမှာမကြောက်ဘူးကျုပ်တို့ကအမှောင်ချမှာပဲကြောက်တဲ့သူတွေနော်လူမုန်းမှာမကြောက်ဘူးကံမုန်းမှာပဲကြောက်တဲ့သူတွေနော်အဲ့တော့ကျုပ်တို့ကတကယ်မျိုးဘာသာသန္တာတွေစိတ်ရှိတဲ့ရမ်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြောက်အောင်လည်းနေရတယ်ကိုလိုချင်တဲ့ပန်းတိုင်ကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ပြဿနာကအကြီးကြီး အကြီးကြီးဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့တွားပြီးတော့ထမင်းစားရေတော့တွားပြီးတော့လုပ်လို့မရဘူး။မပြောသည့်အခွန်နှွာစားသလောက်မလွယ်ဘူး။ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တီးဖို့လိုတယ်။ဟုတ်လားမောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိုင်းမှာရှိတဲ့အများအားဟောင်းနေတဲ့ဟောင်းစီအဲနောက်တစ်ခါမူးကြောင်ကြီးကြောင်နဲ့အသက်50 60လောက်ရှိတဲ့ဟိုတက်ပြောနေတဲ့အဲတခါတယောက်ပေါ့နော်။အေးအဲ့ဒီလူတွေတီးဖို့လိုတယ်။အားလုံးအားလုံးတီးဖို့လိုတယ်နော်။အေးတိတ်မအားသေးလို့ပါ။မအားသေးလို့ဒါပေမဲ့ ဘုန်းဘုန်းတို့မျိုးသားရေးဆရာတော်တွေမျိုးသားရေးလူပုဂ္ဂိုလ်တွေမျိုးဘာသာတာသနာနဲ့ပတ်သက်လာရင်အားလုံးကအာအာမအာအာဘဝတွေအသက်တွေပြေးပြီးလောက်ကြမှာနေပြီးတော့ပလီကိစ္စနဲ့ပတ်သက်လို့ခင်ဗျားတို့တွေ live မှာတက်ပြီးတော့လူတင်ကြီးကအတန်ကောင်းဟင့်နေတဲ့လူတွေတက်ကျုပ်တို့ live မှာတက်မအော်ပဲနဲ့နှုတ်နေတဲ့လူတွေကပို့ပြီးတော့နေပြီးတော့ပလီနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်ခင်ဗျားတို့တွေဆယ်စားပို့ပြီးတော့ လောက်ဆောင်နေဆိုတာဟိုမအားရကြရတယ်ခင်ဗျားတို့ခဏလေးတော့ဒီနေ့ကနေပြောလိုက်တယ်ခင်ဗျားအလုံးစုံမြန်မာပြည်သူပြည်သားများကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲကြီးလဲအောင်မြင်ပါစေမြန်မာပြည်ကြီးမှာလည်းအာရမဝါဒတွေကြဆုံးပါစေအာရမဘတ်တော်သားတွေကြဆုံးပါစေအမှန်တရားကလည်းနိုင်ပြီးတော့အမှန်တရားတွေစုမှုပြီးတော့မြန်မာပြည်ကြီးထာဝရဘေးမတန်အေးချမ်းကြပါစေလို့ဒီနေ့ကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်